။ဥစ္စာပစ္စည်းအစွဲကြီးကရှင်ကြီးမထေဖြစ်၍နေလဲတသိဘဝရတတ်ကြ၏။ဒီနေရာမှာကျွန်တော်ပြောလိုတာကသာသနာတော်ကိုစော်ကားပုတ်ခတ်ခြင်းမျိုးမဟုတ်ပါဘူး။မျက်စံထုံးကဥကြီးတင်မြိုင်ကိုနှုတ်ဆက်ပြီးတော့ထွက်လာခဲ့တာ၃၄ရက်ရှိပါပြီ။စိတ်ထဲမှာလည်းလေးလံနေခဲ့ပါတယ်။အညိုတေးတွေကစိတ်ကိုညှဉ်းနှွမ်းစေတယ်ဆိုတာသိပေမဲ့မိခင်တယောက်လုံးဆုံးရှုံးခဲ့ရတာမလို့ဘလို့မှခွင့်မလွတ်နိုင်ခဲ့ပါဘူး။ဖြစ်ပျက်ခဲ့တာတွေကိုပြန်တွေးကြည့်လိုက်တိုင်းမှာမိခင်ဖြစ်သူဒေါခေမြိုင်ကိုတတ်ခဲ့တဲ့ ဝေကောင်ရဲ့ဘယ်လက်ပြန်ကမွေရုပ်ကိုအမျက်မြင်အောင်နေမိပါတယ်။ရွာတွေအများကြီးဖြတ်တန်းလာခဲ့ပေမဲ့လည်းဘယ်လက်ပြန်မှာမွေရုပ်နဲ့လူရဲ့တရင်ဆိုလို့အစအနတော့မရခဲ့ပါဘူး။ခရီးကလည်းပန်းလာပြီမို့လို့ရှေ့ခက်လန်းလန်းကရွာမှာတညအိတ်နားမယ်လို့စိတ်ကူးလိုက်ပါတယ်။ရွာထဲမဝင်ခင်ရွာပြင်ဇရက်ကလေးပေါ်မှာခဏတက်ထိုင်လိုက်ပြီးတော့ဝဘိုးဝါတိုင်လေးကိုလက်ထောက်လိုက်တဲ့အခါမှာတော့ဇရက်ကယိုင်သွားခဲ့ပါတယ်။စောက်ထားတာကလည်းကြာခဲ့ပြီမို့လို့တိတ်မခိုင်တော့ပုံရပါတယ်။ဝါနဲ့တိတ်ကူတာအသုံးပြုပြီးတော့အမိုးကလည်းအင်ဘက်နဲ့မိုးထားတာပါ။ အခင်းကလည်းဝစိမ်းကင်းလေးပါပဲဒီလောက်ဆွေးနေတာကိုဘာလို့မပြုတ်ပြညာပါလဲဆိုပြီးတော့တွေးရင်းနဲ့ပဲအစွန်လေးမှာမရေတရဲနဲ့ထိုင်လိုက်ပါတယ်မျက်စက်တို့ထိုင်ချလိုက်ချိန်မှာတော့ဇရက်အမိုးပေါ်ကိုအနဲ့အောင်အရာတခုဘုတ်ခနဲ့ပြုတ်ကျလာပါတယ်ငကူကမှရိုင်နေတဲ့ဇရက်ပေါ်ကိုဘာမှမသိတာကြီးကခုန်ချလာတော့ဇရက်လေးလည်းလောက်ခါရမ်းသွားခဲ့ပါတယ်မိုးထားတဲ့အင်ဘတ်အဆွေးတွေပောက်ပြဲပြီးတော့မျက်စက်တို့ဘေးကိုပြုတ်ကျလာတာကကြောင်နဲ့ကြီးမိုင်းဝေပါဟာကိုမိုင်းဝေကြီးပါလားဗျာ ခမရလိုက်လားလားကြောင်ကြီးကလည်းဇေယျဘော်မှာလဲလိုက်ပြီးတော့အနှိမ့်အောင်အခိုးငွေတွေနဲ့အတူလူတယောက်ဖြစ်ပြန်ထလာခဲ့ပါတယ်မင်းတို့စိတ်မချလို့ငါလိုက်လာတာကွာဘာကြီးခိုင်တယောက်တော့မရှိတော့ဝေးဘာကြီးဆုံးသွားလားဗျပြီးတော့ခမရကစကားမပြောတတ်ဘူးဆိုဟေးဘာကြီးခိုင်ကမှာသွားတယ်ကွာမင်းတို့လန်ကီးတျှောက်အဆတ်ဆတ်ရရကူညီလိုက်ပါတယ်စကားပြောနိုင်တာကလည်းသူ့ရဲ့ကျေးဇူးတွေပေါ့ကွာဒါဖြင့်ကျုံနဲ့လိုက်မယ်ပေါ့အေးလိုက်မယ်ကွာဒါပေမဲ့ကြောင်လို့တော့မဟုတ်ဘူးနော်ငါလူလူလိုက်ခဲ့မှာကောင်းပါပြီဗျာဒါဆိုလို့ရှိရင်လည်းရှေ့ရရွာကိုခီးဆက်ကြတာပေါ့ မျက်စံထွန်းတဲ့ကွန်မိုင်းဝေတို့ကလည်းရွာနာကိုတဖြည်းဖြည်းချင်းချိကပ်လာခဲ့ပါတယ်။တရွာလုံးတိတ်ဆိတ်နေလိုက်တာအနီးနားမှာကိုချီတန်ကအကျယ်ဆုံးလိုဖြစ်နေခဲ့ပါတယ်။အိမ်ထဲမှာတော့လူတွေရှိကြပါတယ်။တိတ်တော့မစူညံကြပါဘူး။တိတ်ဆိတ်တာကတမျိုးအေးချမ်းလာပါတယ်။ငိမ့်သက်လုံးတော့လည်းရွာကခြောက်ခြားစရာကြီးတော့ဖြစ်နေခဲ့ပါတယ်။ကွန်မိုင်းဝေ ရွာတွေကအိမ်တိုင်းလိုလိုကလည်းမကျွတ်မလွတ်ကြသေးတဲ့နာနာဘာဝတွေရဲ့အငွေ့အသက်တွေတွေ့နေရတယ်ဗျ။ဟုတ်တယ်ကြီးအဲ့ဒီလိုနာနာဘာဝအငွေ့အသက်တွေရှိနေတဲ့အိမ်တိုင်းအဲ့ဒီအိမ်ကြီးရဲ့အပေါက်ဝါမှာတစ်ကိုင်းလေးတွေဆွဲထားတာမင်းသတိထားမိရလားကွာ။မျက်စံတော့ကလည်းကိုမိုင်းဝေပြောမှသတိထားမိသွားပါတယ်။ဒီရက်မှာအိမ်မှာလူတယောက်တည်ပြီးလို့ရက်လေတဲ့အခါအမြဝေပေးဖို့အတွက်တင်းကြိုင်းတွေကအပင်တပင်ရဲ့အကိုင်းလေးကိုချိုးလိုက်ပြီးတော့ အရင်မှာတည်ဆုံသွားသူရဲ့ဝိညာဉ်ကပ်ပါလာအောင်လို့ဖိတ်လာတတ်ကြပါတယ်တထွားလောက်နင်းနီးရှိနေတဲ့အကိုင်းလေးပေါ့ဗျာဒါပေမဲ့လည်းအများပေးပြီးရင်ဆွတ်ပြစ်ကြတာများပါတယ်ဒီရွာလူတွေကဘာလို့များအိမ်ပေါက်ဝလေးမှာအဲ့ကျိုးသေးသေးလေးနဲ့ခြိထားကြရလဲမစင်းစားတတ်ဘူးမျက်စံထွန်းတို့လည်းကိုယ်နဲ့မဆိုင်တယ်လို့နေပြီးတော့ရွာထဲဆက်လျှောက်လာခဲ့ကြပါတယ်ဒီရွာမှာတညတဲခုကြမှာဆိုတော့ရွာရဲ့အကြီးမှုဖြစ်တဲ့တကြီးအိမ်ကိုရှာရပါတယ်အဲ့ဒီခေတ်ကာလကတောဒေသတွေမှာတကြီးအိမ်ကဘယ်အိမ်လဲလို့မေးစရာမလိုပါဘူးအိမ်ရှိမှမောင်းကြီးတစ်လုံးကိုချိန်ထားရင်အဲ့ဒါတကြီးအိမ်ပါပဲ ဒါပေမဲ့ရွာလယ်ပိုင်းကိုလည်းရောက်ရောကျွန့်အိမ်မဲကြီးတလုံးရဲ့ရှေ့ချန်စီယိုဝမှာတကြီးအိမ်တို့ဆိုပြီးတော့လမ်းညွန်ထားတဲ့တစ်သားပြားတစ်ချက်ကိုတွေ့လေရပါတယ်။ဘာမောင်းမှလည်းချိတ်ဆွဲထားတာမတွေ့ရပါဘူး။ဒီရွာရောက်မှအထူးဆန်းတွေကိုကြုံနေရပါတယ်။နှစ်ယောက်သားကလည်းတကြီးအိမ်ဆိုတာကြီးကိုလမ်းကြည့်လိုက်တော့ရွာသားတွေအိမ်လိုပါပဲ။အပေါက်မှာတစ်ကိုင်းတို့လေးနှစ်ချောင်းတွေ့ရပါတယ်။ဧည့်သည်တွေပါလား။လာကြဗျာ။လာကြထိုင်ထိုင်။ တကြီးကအဲ့ဒီလိုခေါ်လိုက်တော့မျက်စံထွန်းတို့ကလည်းအိမ်ထဲကိုဝင်ကြပါတယ်အစ်စ်မော်ကိုတတ်ထိုင်လိုက်ကြပြီးတော့တကြီးကတော့သူ့အိမ်ကတပည့်တယောက်ကိုရေနွေးချက်နဲ့လက်ဖက်ပြင်ခိုင်းလိုက်ပါတယ်မောင်ရင်တို့ကဒီနေရာမဟုတ်ကြအောင်နဲ့တူတယ်ကွဘာကိစ္စများရှိလို့လဲကွတကြီးကအဲ့ဒီလိုမေးလိုက်တော့မျက်စံထွန်းက ဒီလိုပါတကြီးရဲ့ကျုပ်တို့ကလူတယောက်ကိုရှာဖို့ခီးသွားနေကြတာပါမိုးချုပ်စားပြုလာပြီမလို့ဒီရွာမှာတ냐အိတ်ခွင်ပြုပါလို့အကူညီလာတောင်းတာပါဗျနေလို့ကတော့ရပါတယ်မောင်ရင်တို့ရဲ့ဘယ်မှာအိတ်ကြမှာလဲကွယ်ရွာထဲမှာအတိမိတ်ဆွေရှိမဲ့ပုံလဲမပုံဒီအိမ်မှာပဲအိတ်ကြပေါ့ရပါတယ်ဗျာအာနာဆရာကြီးကျုပ်တို့ဘုန်းကြီးเจ้าမှာပဲအိတ်ပါမယ်ဟာဒါတော့မဖြစ်တော့ဘူးမောင်ရင်တို့ရဲ့ဘုန်းကြီးเจ้าမှာတစေ၆တယ်မောင်ရင်တို့ရဲ့မောင်ရင်တို့ကဧည့်သည်တွေဆိုတော့ဒုက္ခရောက်ကုန်ပါမယ်ကွယ် တကြီးကစိုးရင်တကြီးနဲ့ပြောရှာပါတယ်။ဘုံကြီးเจ้าမှာတစီ၆တယ်ဆိုတော့မျက်စံထွန်းတို့ကလည်းစိတ်ဝင်စားသွားခဲ့ပါတယ်။ဘလို့ဖြစ်ရတာလဲဗျ။ကျုပ်ကိုအเจ้าဆုံးရှင်းပြပါဦး။ဟေးတစီကတခြားတော့မဟုတ်ပါဘူးကွယ်။အဲ့ဒီရွာဦးเจ้าဆရာတော်ကိုယ်တိုင်ပဲ။ဘလို့ဗျ။ဒါဖြင့်ဘုံကြီးတစီပေါ့ဟုတ်ပါတယ်မောင်ရဲ့။ तू ကဒီရွာမှာပဲစပြီးတော့ចောင်းထိုင်တော့ तू ကဒီရွာမှာပဲစပြီးចောင်းထိုင်တော့ ရွာတွေကတက်နိုင်တဲ့ပစ္စည်းလေးပါအလူတရက်ကတရက်ကမတွေကចောင်းသိကြီးကိုတခန်းတနာဆောက်ပြီးတော့လူခဲ့ကြတာပေါ့အဲ့ဒီចောင်းကြီးကိုဆွဲလန်းပြီးတော့ပြက်လွန်တော်မူသွားတော့မကျွတ်မလွတ်ဖြစ်နေတာဟာကွယ်အဲ့ဒီဘုံကြီးသက်စီကသူ့ရဲ့ចောင်းကိုလူလာတယ်ဆိုလို့ရှိရင်ခြောက်တယ်ဆိုပါတော့ဗျာဒါရင်ဘယ်ကားပါမလဲကွယ်အစ်စ်တင်လိုက်တဲ့ကြောင်းနိုင်နေပြန်ပြောပြတာညရောက်ပြီဆိုတာနဲ့အာဂန်နုဘုံကြီးတစ်ပါးကြွလာပြီးတော့တရားတွေတညလုံးဟောတော့တာပဲတဲ့။ငိုက်ပြီးတော့အိပ်ပျော်သွားလို့ပြန်နိုးလာလို့ရှင် ကျောင်းဝပြင်ဘက်ကိုရောက်နေရောတယ်ကွအေးကျောင်းမော်ပြန်တက်ရင်တော့ပုံစံမျိုးစုံနဲ့၆လန့်ပါလေရောတယ်အဲ့ဒါဆိုအခုကျောင်းမှာဘုန်းကြီးတစ်ပါးမှမရှိဘူးပေါ့ဟုတ်တယ်မောင်ကြီးဘုန်းကြီးမရှိတော့ရွာမှာအလူမသာမင်္ဂလာအတွက်ဆိုရင်ဒုက္ခရောက်ရတာပေါ့ကွယ်ပွင့်လင်းရာသီလေးမှာရှင်ပြုတ်နေတာမှမပြုတ်ရလူသေးလို့မှတရဏဂုံမတင်ရနဲ့မို့အတော်လေးကိုအခက်တွေ့ရပါတယ်။ဩအဲ့ဒါကြောင့်ရက်လယ်မှာတင်းချိုင်းကပြန်ခေါ်လာတဲ့ဝိညာဉ်တွေကိုအခုထိအိမ်မှာတစ်ကိုင်းလေးနဲ့ထားထားကြတာဟုတ် ဟုတ်ပါတယ်မောင်ရဲအဲ့ဒီဘုန်းကြီးကပြက်လွန်တော့မမူခင်တော့ကလည်းအတော်လေးကိုအပြစ်ကြီးခဲ့တာကွယ်ဝင်းနီးနဲ့လည်းမနေထိုင်ပါဘူးကွယ်သင်ငန်းဝတ်ထားပြီးတော့လူလိုကိုနေနေတာကွယ်ညစာလဲစားခြင်းစားတယ်ကြောင်းထဲကိုကလေးတွေလာလို့ရှိရင်လဲဆဲလွတ်တယ်အစားကြီးတာလဲလွန်မာရောလာကွယ်ဝင်းနီးနဲ့လည်းမကြိုက်ပါဘူးတောသူတောင်သားဆိုတော့လဲသင်ငန်းမြင်တာနဲ့ခေါင်းမဖော်နိုင်အောင်ကြည်ညိုကြတာကိုအဲ့ဒါကိုအခွင့်ကောင်းယူပြီးတော့ तू ကနေခြင်းတလို့နေတာကွယ်တစီဘဝရောက်တာတောင်မှ မနဲ့အာယုံတက်လို့ရှင်ကျောင်းကစွန်းစားတုံးခောက်တံကိုအခုထိကြားနေရတော့မယ်ကွယ်ဒီကိစ္စကိုကျုပ်တို့တာဝန်ထားပါတကြည်ရဲ့ကျုပ်တို့ဖြည့်ရှင်းပေးပါမယ်မောင်ရင်တို့တက်နိုင်လို့ရှင်အဆင်ပြေတယ်လို့သာဆောင်ရွက်ပါကွယ်ရွာနောက်ဘက်တက်တဲ့ဟိုသာသွားငပြောပင်ကြီးတွေတောဖြစ်နေတဲ့နေရာအဲ့ဒါဘုန်းကြီးကျောင်းပဲကွယ်ဂယုတော့စိုက်ကြကွယ် စိတ်ချပါတကြီးရဲ့မနေ့ပြန်ဖုန်ကြီး၅ဘာလောက်တော့ရအောင်ရှာပြီးတော့ပင့်ထားပေးပါမျက်စက်တွင်နဲ့မိုင်းဝေတို့ကဖုန်ကြီးသစေရှိတယ်ဆိုတော့ចောင်းပြက်ကြီးကိုထွက်လာခဲ့ကြပါတယ်ရွာရဲ့အနောက်ဘက်မှာတော့ငပြောပင်ကြီးတွေကိုစတွေ့လာရပါပြီငပြောတော့တဲ့ကိုဝင်တော့အပင်မာတွေမဲ့နေတဲ့ငပြောသီးတွေမှာနဲတာမှမဟုတ်ပဲဦးဘသူမှလည်းမခုတ်ရဲကြဘူးထင်ပါတယ်ဗျာငပြောတော်ကြီးကိုကြော်တော့ဖုန်ကြီးចောင်းကိုတွေ့ပါလေရောចောင်းတစ်ကြီးဆိုပေမဲ့လည်းတိတ်ဆိတ်ပြီးတော့ခြုံရွယ်တွေကြားမှာမဲညင်ညင်ဖြစ်နေတာဗျာရောက်သွားတဲ့ချိန်ကလည်းလာထွက်နေပြီဆိုတော့မောင်ရိပ်ကလည်းတန်းနေတယ်ဗျာ ကျောင်းဘောက်ဝတကားကြီးကိုကြွေကနေဖွင့်လိုက်ပြီးတော့နှစ်ယောက်သားဝင်လာခဲ့ကြရတယ်။တကြောင်းလုံးကရှင်းလင်းနေပြီးတော့တိတ်ဆိတ်နေလိုက်တာ။ဖျားကန်းထဲမှာတော့ဖျားဆင်းမှုတော့မရှိဘူးဗျ။လေကားနာကအခန်းလေးတစ်ခန်းကိုအိပ်ဖို့အတွက်ရွေးချယ်လိုက်ပြီးတော့နှစ်ယောက်သားဝင်နေလိုက်ကြတယ်။ဒီညမင်းမဘာကြံရှိလဲမျက်စံတော့မိုင်းဝေကအဲ့ဒီလိုမေးလာတော့မျက်စံထွန်းကပြုံးပြီးတော့တရားနာကြတာပေါ့ဗျာ။ဟာမင်းကလည်းမင်းပါကြီးခိုင်နေမထူးဘဲကွာ။ တစီဘုံကြီးဟောတဲ့တရားနားရခဲ့တယ်ဗျာမျက်စံထုံးကတော့ဒီကိစ္စကိုပေါ့ပေါ့လေးပဲသဘောထားပုံရပါတယ်နှစ်ယောက်သားရေလိုက်မောလိုက်စကားတွေပြောလိုက်နဲ့ညတကောင်အချိန်ကိုရောက်လာတော့ ကျောင်းထဲမှာအစီရင်နေလှုပ်ဖို့လွယ်မဲ့ပစ္စည်းတွေလိုက်ရှာပါတယ်ခဏလောက်နေတော့အခန်းထဲပြန်ဝင်လာပါရောလက်ထဲမှာတော့အချီတထွေးပါလာခဲ့ပါတယ်တစ်သားကျောင်းလေးမှာတေချာရစ်ထားတဲ့ချီနီအထုံးလေးပါဘုန်းကြီးတွေသင်ခန်းပြဲတဲ့အခါချုပ်တဲ့ဟာလို့လည်းထင်ရပါတယ်ဒီချီနီလုံးလေးကိုဖြီးလိုက်ပြီးတော့မျက်စံထုံးကသုံးလုံးတင်ကျစ်လိုက်ပါတယ်တလန်လောက်အရှည်ရတဲ့အခါမှာတော့လက်ထဲမှာတေချာဆုပ်ပြီးတော့ အောင်108ကွယ်ဗုဒ္ဓဆက်ကိုအစချီပြီးတော့ဆက်ပြတ်မန္တန်တော်ကြီးကိုရွတ်ပြီးတိတ်ထီတင်ထားလိုက်ပါတယ်။အဲဒီချိန်မှာပဲတထောက်တောင်းတဲ့တကားခေါက်တံကိုကြားလာရပါတယ်။ကြားလာကုန်ပါဝယ်။အေးကွာကြွလာပြီထင်တယ်။နှစ်ယောက်သားဟာကျောင်းတကားရဲ့ဟနေတဲ့နေရာကနေချောင်းကြည့်လိုက်တော့ထင်ထားတဲ့အတိုင်းပဲဗျာ။ဂရုံးပြောင်ပြောင်ဝတ်တုတ်တုတ်နဲ့မျက်နှာမဲမဲနဲ့သင်ငန်းပွပွကြီးကိုခြုံထားပြီးတော့ တောင်ဝေးကတရောက်တောင်းနဲ့တက်ချလာတာဖုန်ကြီးတစေကြီးပေါ့တကားကိုအตาလေးဖွင့်ပေးလိုက်တော့မျက်စံထွန်းထွန်းနှစ်ယောက်ကိုဘာမှမပြောဘဲနဲ့စိမ့်စိမ့်ကြီးကြည့်နေခဲ့ပါတယ်ပြီးတဲ့နောက်မှာတော့ဖះကန်းနာကဂရင်ဟောင်းကြီးတလုံးပေါ်ကိုပေါ့ပေါ့ပါပါလေးတက်သွားခဲ့ပါတယ်တမန်ခနာကိုဆိုရင်တော့ဒီဂရင်ကကျိုးပါပြီအခုတော့အတန်တော့မထွက်ခဲ့ပါဘူးမျက်စံထွန်းထွန်းကလည်းအလိုက်တင်လေးဂရင်ဘေးမှာထိုင်လိုက်ကြပါတယ်အဲ့ဒီအချိန်မှာပဲဖုန်ကြီးတစေကအတန်အော်အော်ကြီးနဲ့တကြောင်လုံးလွှမ်းသွားအောင်တရားပေးပါတော့တယ်ဒီညတော့ဒါနအကြောင်းလေးနည်းနည်းပြောမယ်က ွယ်တင်မဖျားမျက်စံတော့ကထောက်လိုက်ပါသေးတယ်မိုင်းဝေကတော့မတိမတာပြုံးနေပါတယ်ဘုံကြီးသစေကြီးကလည်းဆက်ပြီးတော့ဟောပါတယ်ကံကံရဲ့အကျိုးကိုယုံကြည်တဲ့သူတိုင်းဟာဒါနပြုကြတယ်ကွယ်ဒါနရဲ့အကျိုးကျေးဇူးဟာဘလောက်ကြီးတယ်ဆိုလို့ရှိရင်ဒိုဖျားရှင်လက်ထက်အခါကအနာတပိန်တရေကြီးတို့ဝိတာခါအကြောင်းမကြီးတို့ဟာဘုံကြီးသစေကြီးဟာဒါနအကြောင်းတွေပဲထက်တလဲလဲဟောတာအကြောင်းရှိပါတယ်ပြန်လို့တော့မမူခင်ကလည်းဒီတရားတွေပဲဟောတယ်လို့ရွာတကြီးကလည်းပြောလိုက်ပါတယ်ရက်ဆန်ထွန်းတို့ ွာသဘောပေါက်သွားပါပြီအကြောင်းရင်းကတော့တောသူတောင်သားတွေကိုအကျိုးလိုလိုညောင်ရည်သွန်းဆိုသူလိုမြ мян လူကြတဲ့အခါသူမြ мян စားရပါတယ်ဘုန်းကြီးတစီကဒါနအကြောင်းနဲ့အကျိုးကျေးဇူးတွေပြောလို့တော့မျက်စံထွန်းကဒီလိုဝင်ထောက်ပါတယ်တပည့်တော်မေကွန်းလေးမေးလျှောက်ခွင့်ပြုပါဖေဟာဘာများလဲတကကြီးရဲ့စေတနာသုံးနံမပြတ်တဲ့အခါမှာညောင်မင်းကြီးလောက်လူလို့ရှိရင်ညောင်စည်းလောက်ပဲအကျိုးကျေးဇူးရတယ်ဆိုတာနဲ့ကိုပြုခဲ့တဲ့ဒါနရဲ့အကျိုးကိုဆွဲလန်းလို့ရှိရင် အကုသို့ဖြစ်တယ်ဆိုတာဟုတ်ပါသလားဖေဟာအဲဒါဒီလို ူရှိတယ်တကာရဲ့မျက်စက်နှိုးရဲ့မေခွန်းကြောင့်ဘုန်းကြီးတစေရလည်းအောင့်တသက်ဖြစ်သွားပြီးတော့တရားတွေကိုလက်ပတ်ကဟောပါတော့တယ်ဘလောက်ပဲတရားတွေကိုပိတ်မင်းမင်းသူကတော့ဟောမြဲတိုင်းပဲဟောနေပါတယ်သူတရားမှာပြင်းပြီးတော့အိပ်ပျော်သွားလို့ရှိရင်ကြောင်းပြင်ထုတ်ဖို့လည်းကြံထားတာကိုဒါဟုတ်တိတဲ့မျက်စက်နှိုးနှိုးနှစ်ယောက်ကမအိတ်ချင်ပေမဲ့လည်းတန်းဝါပြပြီးတော့ ငိုက်တယ်လို့လုပ်ပြပါတယ်ပြီးတော့ဂရင်ကိုမိပြီးတော့အိပ်ပျော်သွားကြတဲ့ပုံစံဟန်ဆောင်နေလိုက်ပါတယ်လက်တစ်ဘက်ကတော့ជីမန်းကျိုးကိုချစ်ချစ်ပါအောင်ကင်ထားပြီးတော့မျက်လုံးကိုမိထားလိုက်ကြပါတယ်ဘုံကြီးတစ်စီကလည်းမျက်စံထိုးထိုးအိပ်ပျော်သွားပြီးအထင်နဲ့ တရားကိုရက်ပလိုက်ပါတယ်မျက်စံတွန်းကတော့မတိမတားလေးမျက်လုံးကိုပွင့်ပြီးတော့ချောင်းကြည့်နေခဲ့ပါတယ်အရိဘုံကြီးတစီကလည်းဂရင်မောမှာမတက်ကြီးထပ်ရက်လိုက်တာလေးဘောမှာတထောင်လောက်ကိုမြောက်တက်နေပါတယ်ခြေထောက်နဲ့ဂရင်နဲ့ကတော့လုံးဝကိုထိမနေခဲ့ပါဘူးပြီးတော့လက်ကြီးနှစ်ဖက်ကိုရှေ့ကိုဆန့်ထုတ်လိုက်တဲ့အခါမှာတော့တဖြည်းဖြည်းရှည်ထွက်လာပါတယ်ဘယ်ဘက်လက်တစ်ဖက်ကမျက်စံတွန်းရဲ့ကြောပေါ်ကအင်ကြီးစားကိုဆွဲညာဘက်လက်တစ်ဖက်ကမိုင်းဝေရဲ့လေကုတ်ကိုကင်ပြီးတော့ဆွဲမြောက်လိုက်ပါတယ်နှစ်ယောက်စလုံးကဘုံကြီးတစီရဲ့လက်ထဲမှာငြိမ်သွားကြပါတယ်တစီကြီးကကြောင်ပေါ်ဝကိုမျက်စောင်း တစ်ချက်ဝေထိုးလိုက်တဲ့အခါမှာတော့ဝုံငနဲ့ဆိုပြီးတကားတွေကပွင့်သွားခဲ့ပါတယ်။ဘုံကြီးသစီကလည်းမျက်စံထွန်းတို့ကိုလက်ရှိရှိကြီးတွေနဲ့ကင်ပြီးကြောင်းပြင်ကိုထွက်လာခဲ့ပါတယ်။လေဘော်ကနေဝဲပြန်လာတာဆိုတော့ကြောင်းပြင်ကိုခဏလေးနဲ့ရောက်လာခဲ့ပါတယ်။အောက်ကိုပြစ်ချတော့မယ့်အချိန်မှာတော့မျက်စံထွန်းကမိုင်းဝေစီကိုချီမန်းကျိုးရဲ့အစတစ်ဖက်ကိုလမ်းပစ်ပေးလိုက်ပါတယ်။တစ်ဖက်တစစီနှစ်ယောက်ကင်ပြီးတော့လက်တန်ရှိကြီးကိုရစ်လိုက်ချိန်မှာတော့သူတို့ကိုလွတ်ချလိုက်ပါတော့တယ်။နှစ်ယောက်စလုံးကမြေကြီးပေါ်ကိုလည်းရောက်ဘုံကြီးသစီရဲ့လက်မှာရစ်ချီသွားတဲ့ချီမန်းကွင်းကိုတင်းတင်းဆွဲလိုက်တဲ့အခါမှာတော့ ဖွဲမိဖို့ကိုလေတိုးလိုက်တယ်လို့မျိုးမိတော့မိစားတွေဖွာလန်ထွက်သွားပြီးတော့ဘုံကြီးတဆေကြီးရဲ့အယိုးတွေပေါ်နေတဲ့ကြောက်စရာမျက်နှာကြီးကပေါ်လာခဲ့ပါတော့တယ်။အရင်နောက်မှာတော့ဘုံကြီးတဆေကြီးကကြောက်မက်ကိုလှည့်ပြီးတော့ထွက်ပြေးပါတယ်။လေပေါ်ကနေပြေးနေတဲ့တဆေကြီးကိုမျက်စံတွင်လှမ်းဆွဲလိုက်တော့လက်ထဲမှာအပေါ်ယုံတင်ငန်းကြီးသာကျန်နေခဲ့ပါတယ်။တဆေကြီးကတော့ကြောက်နှဲကိုပြန်ဝင်သွားခဲ့ပါပြီ။တကားတွေအားလုံးကလည်းဝုန်းနဲ့ဆိုပိတ်သွားပြီးတော့ဘလုံးမက်ကိုပြန်ဖွင့်လို့မရတော့ပါဘူး။နှစ်ယောက်သားကဘုံကြီးတဆေကြီးရဲ့တင်ငန်းကြီးကိုကင်ပြီးတော့ကြောက်တကားတွေကိုဖွင့်ဖို့ကြံနေကြတော့မှပဲ။အဲဒီအချိန်မှာပဲကြောက်ဝင် ထဲကိုလူတစုဝင်ရောက်လာခဲ့ပါတယ်ဝီလီဝီလင်းမှာအနားရောက်မှသေချာကြည့်လိုက်တော့တကြီးနဲ့ဘုံကြီး၅ပါးပါအတော်ပဲတကြီးရေအချိန်မီရောက်လာကြတာပဲဗျနေထွက်တော့မယ်မောင်ရဲ့တုံမောင်ခောက်တံမကြလို့မောင်ရင်ပြောသလိုဘုံကြီးတွေပြင်ပြီးတော့လိုက်လာခဲ့တာပဲမျက်စံတွန်းကလည်းဘုံကြီး၅ပါးကိုနေရာပေးပြီးတော့ကြောင်းနဲ့ပတ်ပတ်လဲဗရင်းပေါက်ဝါတွေကိုမီးသွေးခဲနဲ့အင်းတစ်ချက်စီလိုက်ချပါတယ်တကားနှစ်ချက်ကိုအင်းတစ်ချက်စီကန်လန်ချလိုက်ပါတယ်အဲဒီလိုမျိုးတွေလှုပ်လိုက်တော့မကောင်းဆိုးပါလဲထွက်ရခတ်သွားခဲ့ပါတယ်ဒါပေမဲ့လည်းဝင်ပေါက်တစ်ပေါက်ကိုတော့ခြံထားပါတယ်ဘုံကြီး၅ပါးကိုကြောင်းထဲကိုပင်ပရိတ်တွေ ရုပ်ပေးဖို့အတွက်ခွင့်တောင်းလိုက်ပါတယ်။ဘုန်းကြီး၅ပါးကလည်းအရှိဘက်ကိုလက်ဥချပြီးတော့ပဏိဒါနတော်ပဒါယဆိုရင်တဒါကရတ္တဒတ္တပါရမီရောဆိုပြီးတော့အတန်ကြီးထွက်လာပါလေရော။ဘာဆိုဆိုနောက်ကနေလိုက်ဆိုနေခဲ့တာပါ။အကောင့်ထဲမမြင်ရပေမဲ့လည်းဘုန်းကြီးတွေပြေးကောင်းကောင်းရွတ်လို့မရတော့ပါဘူး။အရာနဲ့ပဲမျက်စံတွန်းကလည်းတစေကြီးစီကရလိုက်တဲ့သင်္ကန်းစာကိုဖျဲပြီးတော့ကျိုးတိတိလေးကျစ်လိုက်ပါတယ်။အရင်နောက်မှာတော့ကြောင်းထဲမှာပဲစင်မီခွက်ကလေးရှာပြီးတော့မီးစာကိုသင်္ကန်းစာထည့်လိုက်ပါတယ်။အနာပြဲနေတဲ့သင်္ကန်းကြီးပေါ်မှာအင်းတစ်ချက်တင်အင်းပေါ်မှာမ ီးခွက်တင်ပြီးတော့လက်ခုပ်၃ချက်တီးလိုက်တဲ့အခါမှာတော့စင်မီးခွက်ဟာဟုံးကနေဆိုပြီးမိထားတောက်သွားခဲ့ပါတယ်မျက်စံထုံးကလည်းကြက်တီကန်တွေကကမဝါအဟောင်းတွေကိုယူပြီးတော့ဘုံကြီး၅ပါးကိုပေးလိုက်ပါတယ်ဘုံကြီးတွေကလည်းသဘောပေါက်ပါတယ်စောင်းချောင်းထိုင်ကြပြီးတော့ကမဝါဖတ်ကြပါလေရောကမဝါတန်ဟာတအုပ်တပအကွာလောက်ကမကောင်းဆိုးဝါးကိုတောင်နှင်ထုတ်နိုင်တယ်လို့အဆိုရှိပါတယ်စပတ်ပြီဆိုတဲ့ကပရိတ်လိုနောက်ကနေလိုက်ရွတ်နေတဲ့အတန်ကိုမကြားရပဲအတန်နဲ့ကြီးနဲ့អော်နေတဲ့အတန်ကိုသာကြားကြရပါတော့တယ်မျက်စံထုံးအင်းနဲ့ပိတ်ထားတဲ့ဒကားတွေကိုလည်းတဝုံးဝုံးနဲ့စ ောက်နေတဲ့အတန်တွေကြားရပေမဲ့ပွင့်မလာခဲ့ပါဘူး။နောက်ဆုံးမှာတော့ကျောင်းရဲ့အဝင်အထွက်လှုပ်တဲ့အပေါက်နားကတုံးပေါင်းကြီးဟာရမ်းထွက်သွားပြီးတော့အားလုံးလည်းငြိမ်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့တကြီးကလည်းဖုန်ကြီး၅ပါးကိုအိမ်မှာဆွန့်ကပ်ဖို့အတွက်ပင့်လာခဲ့လိုက်ပါတယ်။နယ်ဝေးကဖုန်ကြီးတွေနဲ့ရွာမှာအကျွတ်လွတ်ပွဲလုပ်ဖို့ကရှိပါသေးတယ်။တစ်ကိုင်းလေးတွေဖြုတ်ရအောင်ပါ။အပြန်လမ်းမှာတော့တကြီးကအရီလိုကြတော့လဲကျုပ်တနာတယ်မောင်ရဲ့ကျွတ်မှမဟုတ်တော့လဲနှင်ထုတ်ရတာပေါ့ဗျာတနာမနေပါနဲ့ကိုင်းကိုင်းကျုပ်တို့ခွင့်ပြုအောင်ဗျာ နေပါအောင်မောင်ရင်တို့ရဲ့ရက်ဝေးရဖုန်ကြီးတွေပင်ထားပြီးပြီဆိုတော့ကျုပ်တို့ရွာရဲ့ဒီနှစ်နောက်ဆုံးအကျွတ်လွတ်ပွဲကြီးပြီးမှပြန်ကြပါလားကွယ်ကောင်းပါပြီဗျာအဲ့ဒါဆိုလို့ရှိရင်လည်းမနက်ထီနေကြတာပေါ့ဗျာဇလန်လေးကတော့ဒီနေရာမှာနေမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျာဇလန်လေးကိုစုံနေတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်မနက်ပြန်နေမနက်ပြန်နေမနက်ပြန်နေဆိုတွေးပြီးတော့ဘာဖြစ်လို့စိတ်ညစ်နေရလဲအရေးကြီးဆုံးကဒီနေ့ပဲတင်ကိုယ်တိုင်တင့်ကိုယ်တင်တိဆောက်ရလိမ့်မယ် တကူကြီးစွမ်းဆောင်ရည်ပြိုးရတဲ့ professional တယောက်ဖြစ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ profit mobile ဖုန်းပြင်သင်တန်းကြောင်ကြိုဆိုလိုက်ပါတယ်ဗျာကျွမ်းကျင်တဲ့ဝါရင်ဆရာတွေကနေထိရောက်တဲ့သင်ကြားမှုစနစ်တွေနဲ့စာတွေ့ရောလက်တွေ့ရောတူးချင်းစီကိုစိတ်ရှည်လက်ရှည်နဲ့အသေးစိတ်သင်ကြားပေးနေတဲ့သင်တန်းမှာနားမလည်လိုက်တဲ့သင်ခန်းစာတွေအတွက်ကိုလည်းအချိန်မရွေးပြန်လည်သင်ကြားနိုင်တဲ့အခွင့်အရေးကိုလည်း profit ကပေးထားပါသေးတယ်ကျွမ်းကျင်အောင်မြင်တဲ့သင်တန်းသားပေါင်းထောင်နဲ့ချီကိုမွေးထုတ်ပေးခဲ့ပြီးတော့လက်ရှိမှာလည်းသင်တန်းသားပေါင်းများစွာကိုသင်ကြားပေးနေတဲ့ဘဝအမှန်ကန်ချက်ရှိတဲ့တခုတည်းသောသင်တန်းကြောင့်မှာဖုန်းစာပစ်ဆိုင်တွေမှာဝင်ရောက်အလုပ်လုပ် က်ကင်မလားကိုပိုင်ဆိုင်ဖွင့်မလားဒါမှမဟုတ်ဖုန်းရောင်းဝယ်လုပ်မယ်ဆိုတဲ့သူတွေအတွက်ကိုလည်း Profit Mobile ဖုန်းမြင့်တင်တဲ့ကြောင့်ကိုတက်ရောက်ပြီးတာနဲ့ကိုကြိုက်နှစ်သက်ရာကိုယုံကြည်မှုအပြည့်နဲ့ရွေးချယ်ရှောက်လန်းနိုင်မှာပဲဖြစ်ပါတယ်။နေကလာတက်ကြမယ်တင်တဲ့သားတွေအတွက်ကိုလည်းနေဖို့ထိုင်ဖို့အဆောင်အစားတင်တဲ့ကပဲစီစဉ်ပေးပါလိမ့်မယ်။ကျန်တဲ့သိကျင်နေတဲ့အသေးစိတ်အချက်လက်တွေကိုတော့ Profit Mobile ဖုန်းမြင့်တင်တဲ့ကြောင့်ရဲ့ Facebook Page ကနေပဲဖြစ်ဖြစ်ဒီရောက်ကဖုန်းနံပါတ်လေးတွေကနေပဲဖြစ်ဖြစ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။စိတ်ကူးအိမ်မက်တွေကိုဖန်ပြီးပုံဖော်နိုင်မဲ့တင်တဲ့အစီ Mobile ဖုန်းမြင့်တင်တဲ့မှာဆို Profit